မော်လမြိုင်မြို့မှာပထမဆုံးအကြိမ်ကျင်းပနေတဲ့ဒိုင်းရနာမီဒီယာညီလာခံနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကိုညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ AP လ29ရက်နေ့ညနေပိုင်းကမော်လမြိုင်မြို့ကန်းနားလမ်းမှာရှိတဲ့ Strand Hotel မှာပြုလုပ်ကျင်းပခဲ့ပါတယ်။ဒိုင်းရနာမီဒီယာတွေရဲ့အကြောင်းနဲ့သူတို့ရဲ့အနေအထားကိုပြည်တွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့သိရှိခွင့်ရတဲ့အတွက်ညီလာခံအနေနဲ့အကျိုးအမြတ်ရတယ်လို့ဆိုရမှာဖြစ်တယ်လို့ ကရင်သတင်းဌာန KIC မှနားဖော့ကီကပြောပါတယ်။ဒီလိုင်းကမ်းကိုအီးစစ်ဝဲလောက်တော့ပုံပေမဲ့ဒီ၈ဆက်လုံးသွားမဲ့ရှင်းလုံးငယ်စီတော့ရည်ရွယ်ချက်ကလည်းတိုင်းသားတက်ပြီးပို့ပြီးတော့ထင်တော်လာဖို့ဆိုတဲ့ရည်ရွယ်ချက်ပေါ်မှာဆိုလို့ရှိရင်လည်းဒီလက်တွေ့တကယ်လှုပ်ဆောင်သွားမဲ့ပုံရင်ပုံစံမျိုးအဲ့ဒါမျိုးလေးတွေကျွန်တော်တို့ပုံဒီအမ်လုပ်ငန်းပုံမျိုးပုံစံကျွန်တော်တို့ဖွင့်စတင်ခဲ့ဆိုတော့အဲ့ဒီဟာဆိုလို့ရှိရင်တော့တစ်ယောက်ရှိရအောင်လို့ရှိရလို့ကျွန်တော်ညောင်းတော့တော်တော် မြန်မာနိုင်ငံမှာရေးဆွဲနေတဲ့မီဒီယာဥပဒေကိုရေးဆွဲရမှာဒါရင်နာမီဒီယာတွေအနေနဲ့ပါဝင်ခွင့်ရဖို့ဒီညီလာခံမှာသဘောတူခဲ့ကြတယ်လို့လည်းထိုင်းနိုင်ငံခြေဆိုင်လွတ်လပ်တဲ့မွန်တရင်အေဂျင်စီမှနိုင်ကစော့ဟာပြောပါတယ်အဲ့ဒီမီဒီယာတော့မှာကျွန်တော်ဒါရင်နာမီဒီယာကိုလည်းပါဝင်သွားလို့ပြောတာပါဒါကြောင့်ကျွန်တော်တို့ကအာဒုက္ခသုချာနဲ့လာတဲ့ပေါ်စားဒါမဲ့ကျွန်တော်တို့ကုမာသိုင်းနိုင်နိုင်ချိပါတယ်ဆိုတော့အဲဒီမှာနေနေမောင်းချာ ဒါပေမဲ့ကိုလေးကိုလေးကဒီဆန္ဒနေကောင်းစီနေဆွေးနွေးလို့လည်းတိတ်ပြီးတော့တောင်းကြတယ်ပေါ့။ဆိုတော့ဒီကြားထဲမှာကျွန်တော်တို့ကိုယ်တိုင်ကဒီမီဒီယာလို့ရေးဆွဲတဲ့မှာပါဝင်နေတယ်။သူတို့လည်းဆက်တွေ့တော့ဆက်တွေ့ကူးပြီးတော့ဆောင်ရွက်တော့ရှိတယ်။သုံးရက်ကြာညီလာခံကနေပြည်တွင်းပြည်ပမှာရှိတဲ့ဇိုင်းနာမီဒီယာအားလုံးပါဝင်တဲ့ဇိုင်းနာမီဒီယာကွန်ရက်တရက်ဖွဲ့စည်းနိုင်ခဲ့ပြီး ညီလာခံကိုတစ်နှစ်လည်တစ်ကြိမ်ကျင်းပဖို့လည်းသဘောတူညီခဲ့ပါတယ်။ဒါအပြင်လွတ်လပ်စွာပြောဆိုခွင့်ကို အခြေခံပြီးနိုင်ငံတကာစံနှုန်းတွေနဲ့ကိုက်ညီတဲ့မီဒီယာဥပဒေပေါ်ထွက်လာရေးအတွက်လက်ရှိရေးသွင်းနေတဲ့မီဒီယာဥပဒေမှာဇာယင်နာမီဒီယာတွေရဲ့အခန်းကဏ္ဍကိုတိတိကျကျပေါ်ပြပေးဖို့လည်းတောင်းဆိုထားတဲ့ချက်လေးချက်ပါထုတ်ပြန်ကြေညာချက်တရားကိုလည်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါအပြင်သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာပုံနှိပ်မီဒီယာအပါအဝင်တန်လွတ်ဌာနတွေတီထောင်သွားနိုင်ဖို့ကိုလည်းသက်ဆိုင်ရာပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတွေကအကူအညီပေးဖို့ဒီကြေညာချက်မှာပေါ်ပြထားပါတယ်။မော်လမြိုင်မြို့မှာပထမဆုံးအကြိမ်ဖြစ်ကျင်းပတဲ့ဒီတိုင်းရင်းသားမီဒီယာညီလာခံကိုပြည်တွင်းပြည်ပမှာခြေစိုက်တဲ့တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းတွေပါဝင်သတင်းနဲ့မီဒီယာအဖွဲ့34ဖွဲ့ပြန်ကြားရေးဝန်ကြီးဌာနနဲ့မြန်မာနိုင်ငံစာနယ်သတင်းကောင်စီတို့ကကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီတွေနဲ့လူထုအခြေပြုအဖွဲ့အစည်းတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာမောင်ရင်သာတဲ့ရင်ဖြစ်မှာဘော